နာစေးနာဘေးမြန်တက်တာစီမဲ့နီလန်ငါခုဆောင်းရံတီရောက်တာနဲ့နှာထားတဲ့သူတွေဆိုရင်တော့ဒီဗီဒီယိုလေးကိုဆုံးတီရရှိသွားပါခင်ဗျာနံပါတ်1ရေနွေးငွေရှူခြင်းရင်ငွေထဲမှာပါတဲ့ဆိုတဲ့ကနှာခေါင်းတွင်ပိတ်နေတဲ့ချွဲတက်တွေကိုပျော်သွားစေပြီးတော့နှာခေါင်းပြင်ကိုထွက်သွားစေဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။ အသက်ရှူတဲ့အခါမှာလည်းပုံမူလွယ်ကူစေပါတယ်။လုံနီးကလည်းအယွမ်းလွယ်ကူရိုးရှင်းပါတယ်။ရင်နှွေးထက်ထားတဲ့ဇလုံပေါ်ကနေခေါင်းပေါ်မှာတပတ်အုပ်မျက်စိမှိတ်ပြီးတော့အသက်ကိုရှူသွင်းရှူထုတ်10မိနစ်ခန့်လှုပ်ပေးရုံပါပဲ။ပြီးရင်တော့နှာခေါင်းထဲကနှက်တွေထွက်သွားစေဖို့အတွက်ဖြည်းဖြည်းချင်းညှစ်ထုတ်ပေးပါ။တနည်းကိုတော့နှစ်ကြိမ်ခန့်လှုပ်ပေးလို့ရပါတယ်။နံပါတ်1တီရှူးကိုနှာရံပေါ်ကပ်ပါ။တီရှူးကိုရေဆုပ်ပြီးနှာရံပေါ်မှာကပ်ပေးရမှာဖြစ်ပါတယ်။ရေချောက်သွားတဲ့အထိခဏလေးငြိမ်ပြီးစောင့်ပေးရမှာဖြစ်ပါတယ်။ တီရှူးရေလျှောက်သွားပြီဆိုရင်တော့ခွာလို့ရပါပြီ။ဒါဆိုရင်တော့အပူတွေထွက်သွားပြီးတော့ပိတ်နေတဲ့နှာခေါင်းတွေပွင့်သွားမှာဖြစ်ပါတယ်။ရိုးရိုးနာစေးနာပိတ်တာသာမကထိတ်ကန့်နာသမားတွေပါဒီနီလန်းကိုအသုံးပြုကြပါတယ်။နံပါတ်3ရေများများတောက်ပါနာပိတ်နေတဲ့အချိန်မှာရေတပ်ပြုတ်ရနေမှာနှာခေါင်းအတွင်းကနှက်တွေကပျော်နေမှာဖြစ်တာကြောင့်ရေများများတောက်ပေးဖို့လိုပါတယ်။ရေများများတောက်ပေးခြင်းအပြင်နှာခေါင်းအတွင်းဆိုတဲ့ကို ထိမ့်ပေးပြီးတော့နှာစေးနာပိတ်ခြင်းကိုတက်တာစီမှာပါ။နံပါတ်၄စားရည်နဲ့နှာခေါင်းစေးပါ နှခေါင်းဆေးဘူးတဲ့ကို သူ့မှာပါတဲ့စားထုတ်လေးတစ်ထုတ်ကိုဖောက်ထည့်ပြီးတော့ခန္ဓာရည်ရှိလောက်မဲ့ရင်နွေးနွေးလေးနဲ့ဖြော်ပါပြီးရင်တော့အသက်ကိုအောက်ပါဇက်ဟာထားပြီးတော့ဘယ်ညာပြောင်းပြီးဆေးကြောနိုင်ပါတယ်ဒါဆိုရင်တော့နှခေါင်းအတွင်းမှာရှိတဲ့အကြည်အချွဲတွေနဲ့ဗတ္တီးရီးယားတွေကိုတန့်စင်ပြီးသားဖြစ်သွားမှာပါနံပါတ်5ခေါင်းမြင့်မြင့်ထားအိပ်ပါ အိပ်ဆက်တဲ့အခါခေါင်းအုံးကိုမြင်ပေးခြင်းကလည်းနာစေးနာပိတ်ခြင်းကိုအထူးသက်သာစေပါတယ်။ဒီနိလငါးမျိုးလုံးကလက်တွေ့တကယ်သုံးဝင်တာမို့ကိုချစ်ရတဲ့သူတွေထဲမှာအများနဲ့နာစေးနာပိတ်ဖြစ်နေတဲ့သူတွေရှိရင် like ကမ် share စိတ်လုပ်ပေးသွားပါအောင်ခင်ဗျာ။အစဉ်မြင်လိုက်နာထားတတ်တဲ့သူတွေတော့ကတော့ကုသစရာစိတ်နှီးရှာလို့မတွေ့သေးပါဘူးခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။